အခုအချိန်မှာစိတ်ဝင်စားတဲ့ PME chain ပေါ်ကတိုကန်တွေကဘာရီဖြစ်မလဲ PME ဈေးကျနေတော့မှသူဖာကြောင့်အရင်ကဈေးထိုးတက်ခဲ့တာလေနဲ့ PME chain ပေါ်ကစောင့်ကြည့်ထားတဲ့စိတ်ဝင်စားစရာတိုကန်တွေအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြောပြချင်ပါတယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်တာပေါ့ပထမဆုံးအနေနဲ့ PMB ဘာလို့တက်တာလဲ Binance ရဲ့ coin ဖြစ်တဲ့ PME ကမကြသေးခင်ကသူ့ရဲ့ all time high ကိုရောက်ခဲ့ပါတယ် ဒေါ်လာအထိဈေးထက်လာရတဲ့အကြောင်းရင်းကတော့ BME chain ဆိုတဲ့သူရဲ့ network ချီကိုသုံးတဲ့သူတွေများလာလို့ဖြစ်ပါတယ်။ BME ဒေါ်လာအထိဈေးထက်လာရတဲ့အဓိကအချက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးအချက်အနေနဲ့သူ့ကိုသုံးဆွဲတဲ့ user တွေကတန်းနဲ့ချီပြီးတော့ဒိုးလာတဲ့အချက်ပါ။ BME chain ကိုလစဉ်သုံးဆွဲနေတဲ့သူတွေက58တန်းကျော်အောင်ရှိတယ်။အဲ့ဒီပမာဏက Solana နားလိုမျိုး chain ချီကိုတော့မှကျော်တက်သွားတာပါ။သူတို့များလေ BME ရဲ့သွက်ချက်များလေပါပဲ။ နောက်ထပ်တစ်ဆက်ကတော့နမဲကြီး application နဲ့ main coin တွေကအမြင်နေတာပါ bankage swap လိုမျိုး 18G remal တွေကတော့လာပြည်လျံနဲ့ခြေပြီးတော့ရှင်နေမြုံနေထားကြပါတယ်။အဲဒါအပြင် main coin အရာဝယ်တွေအရန်ခစ်စားလာတာကလည်း BNB ကိုလူတွေအများကြီးသုံးဖို့ဖြစ်လာစေပါတယ်။ Let alone BNB chain ပေါ်မှာ fall လို့ခေါ်တဲ့ token အသစ်ဆိုလို့ရှိရင်တညရဲနဲ့သူ့ရဲ့တန်ဖိုးကတော့လာ သန်း213သန်းအထိကိုရောက်သွားခဲ့တာပါဒီကိုမင်းကွိုင်းတွေက trader အစ်သသိန်းကျော်ကို BME chain ပေါ်ဆွဲခေါ်နိုင်ခဲ့ပါတယ်နောက်ထပ်တစ်ချက်ကတော့ network ဒါပုံမြန်ပြီးတော့ပိုတက်တာလာတာပါ Network upgrade လုပ်ပြီးရနောက်မှာ fees ကအရင်တက်တာသွားပြီးတော့ငွေလွှဲရှင်တဲ့အရင်မြန်လာပါတယ်။ဒါကြောင့်သူတွေကတခြား chain တွေထက် BME chain ကိုပို့ပြီးရရွေးချယ်လာကြတဲ့အချက်တွေဖြစ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ coin အရေးအတွက်ကို short ထားတဲ့ banning mechanism တောင်းပါ။ ဘိုင်းနက်စ်က BMI ကွာအရေအတွက်ကိုအမြဲတမ်းနည်းနည်းချင်းဖြက်စီတင်နေရကြောင်းဈေးကွက်ထဲမှာကွာနေက ရှာပါလာပြီးတော့ဓာတ်မူးတက်လာစေပါတယ်။အခုဆက်ပြီးတော့ပြောမှာကတော့ BMI chain ပေါ်မှာတခြားစောင့်ကြည့်ထားတဲ့ token တွေအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံး token ကတော့ pancake swap ကဲ cake token ပဲဖြစ်ပါတယ်။ BMI chain ရဲ့အကြီးဆုံး DEHH ဖြစ်ပြီးတော့လူသုံးအများဆုံး application တွေထဲကတစ်ခုပါ bank gate swap အမြင်နေသည်ဖြင့် cake ကလည်းအလားအလာကောင်းနေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ aster ပါဒါကတော့အတစ်ဆက်ဆက် exchange token တစ်ခုပါ အချိန်တို့အတွင်းမှာအချိန်အဟုန်နဲ့တိုးထွက်လာပြီးတော့လူစိတ်ဝင်စားမှုအရညနေပါတယ်။ user တွေအတွက် airdrop ပေးနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းကြောင့်လည်းလူတွေပို့ပြီးတော့သုံးနေကြတာပါပါလိမ့်မယ်။နောက်ထပ်တစ်ခုကတော့ force နဲ့တခြား min token တွေပေါ့နော်။အရှိမပြောခဲ့သလိုပဲ force တို့မျိုး token new rate ကအရန်ခက်စားနေရပါ။သူတို့ဟာဈေးကွက်ကိုအတက်ချမ်းအကျချမ်းချစ်စေနိုင်နေဆိုပေမဲ့ DME chain ကိုလူသုံးများလာအောင်လုပ်ပေးနေတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ main coin တွေကအရှမ်းကို risk များလာကိုတော့တတိပြုစေချင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ Venus ပါ SVS token ဖြစ်ပါတယ်။ DME chain ရဲ့ chain ငွေယူနိုင်တဲ့ platform မှာကိုမှရှိတဲ့ crypto ကိုအပောင်ထားပြီးတော့တခြား crypto တွေချေးယူလို့ရတယ်လို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုတခြားသူတွေကိုချေးပြီးတော့အတိုးယူလို့တည်းရပါတယ်။နောက်ဆုံးအနေနဲ့ PMC စေးတက်တာကအကြောင်းမဲ့မဟုတ်ဘဲနဲ့သူ့ရဲ့ network ကတကယ်ကိုတိုးတက်ပြီးတော့လူသုံးများနေလို့ဆိုတာသိကြပါတယ်။ဒါပေမဲ့ crypto စီကွက်ကအမြဲတမ်းအတက်အကျအမြန်တာကြောင့်ခြေနှီးညွန့်နိုင်မယ်ဆိုရင်တော့ကိုယ်တိုင်းတေချာလေးလာပြီးမှဆုံးဖြတ်ချက်ချဖို့အကြံပေးချင်ပါတယ်။တကယ်လို့များကိုက Binance account မဖွင့်ရသေးဘူးဆိုလို့ရှိရင်အခုပြထားတဲ့ crypto market referral code ကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်။ဒီကုန်းနဲ့ဖွင့်မယ်ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကို lifetime အနေနဲ့ discount ရမှာဖြစ်ပြီးတော့ crypto market ဘက်ကနေဒီကုန်း user တွေအတွက် market analysis တွေ up to date news တွေကိုတင်ပေးနေတဲ့ FIME group access အခင် exclusive reward တွေကိုလည်းပေးထားအောင်မှာဖြစ်ပါတယ်။ဆိုတော့ဒီကုန်းကိုသုံးပြီးတော့ Binance account ဖွင့်ဖို့ကို တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခရစ်တိုမဲပါနောက်ဗီဒီယိုမှာပြန်တွေ့ရပါဘော